အားလုံးပဲမင်္ဂလာပါရှင်ဆက်ဆက် sharing corner ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဒီ page မှာပြောနေကြပုံစံလေးတွေမဟုတ်ဘဲနဲ့ပေါ့နော်ဒီ box cover လေးရဲ့ design လေးကိုပြပေးသွားမှာပဲဖြစ်ပါတယ်ဒီအားလေးကတော့ကျွန်တော်တို့ဒီ ခီးတွေပါတယ်သွားတယ်ဆိုလို့ရှိရင်လမ်းမှာမြင်တွေ့နေရတဲ့တံတားပုံစံလေးပေါ့နော်ဒီတံတားအမျိုးအစားတော့ကျွန်တော် box နဲ့ concrete ပေါ့နော်အစီ concrete နဲ့တိဆောက်ထားတဲ့ box carpet လေးကိုပြပေးမှာပဲဖြစ်ပါတယ်ကိုယ့်ရဲ့ရထဲရွာထဲမှာလမ်းဖောက်စရာတံတားဆောက်စရာကိစ္စလေးတွေရှိလာမယ်ဆိုလို့ရှိရင်တော့ဒီ video လေးကအတုံးတိုက်စေမယ်အကျိုးရှိစေမယ်လို့ယူဆပါတယ်ရှင် အခုဒီပထမအဆုံးကျွန်တော်အပေါ်ပိုင်းကနေပြီးတော့စပြီးကြည့်သွားမယ်ဆိုလို့ရှိရင်เนาะဒီဟာလေးတွေကလယံပေါ့เนาะတတားရယ်လယံလေးတွေကျွန်တော်တို့ဒီလိုကားနဲ့ဒီဘက်ကနေဒီဘက်ကိုဖြတ်သွားမယ်ဆိုလို့ရှိရင်မြင်ရတဲ့အပိုင်းလေးတွေပေါ့เนาะတတားရယ်လယံလေးတွေမြင်ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအောက်ကပေါ့เนาะတတားရယ်ကိုတယ်ပေါ့เนาะဒီနေရာဆိုလို့ရှိရင်เนาะကျွန်တော်အခုဒီအခုပြပေးမယ့်တတားကကြတော့ ဘောက်စ်ကာဘတ်ကိုအာစီကွန်ဂရင်းနဲ့စောက်ထားတဲ့ stretcher ကိုပြပေးမှာဖြစ်ပါတယ်ဒီဘက်ကတော့ကျွန်တော်တို့ချင်းကက်လန်းလို့ခေါ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှင်တံတားကိုချင်းကက်သွားတဲ့ slat ပေါ့နော် approach slat လို့လည်းခေါ်တယ်ဒီ slat လေးတွေရှိပါတယ်ဒီဘက်ဘေးကဒီအစင်းရောင်လေးတွေရှယ်ထားတာကျွန်တော်တို့ဒီမြေကန်နိုင်ရန်လေးတွေပေါ့နော်တတားရဲ့ဒီ ရေလမ်းကြောင်းပေါ့နော်ရေမြောင်းရဲ့ဘယ်ဘက်ညာဘက်မှာရှိနေတယ်မြေကန်နေရန်လေးတွေတချို့နေရာတွေမှာဆိုလို့ရှိရင်တော့ကြောက်ကြီးစီထားတာတွေရှိတယ်တချို့နေရာမှာလည်းဆိုလို့ရှိရင်တော့မြေသားနဲ့လှုပ်ထားတာရှိပါတယ် approach set လေးတွေကိုဖယ်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီရလေးကကြတော့ကျွန်တော်တို့နှစ်ရွက်လေးပေါ့နော်နှစ်ရွက်လေးတွေကဘယ်အတွက် ထားထားတာလဲဆိုတော့ခါကြတော့ကျွန်တော်တို့ဒီအပေါ်က select ထိုင်ဖို့ရာအတွက်ထားထားတာပဲဖြစ်ပါတယ်ဒီရလေးတွေဘေးထောင်လေးတွေ ဒီဟာလေးတွေကကြာတော့ကျွန်တော်တို့ဒီတရားတစ်ခုရဲ့တစ်ခုနဲ့တစ်ခုနဲ့တော့တိစားပုံချင်းတော့တူမှာမဟုတ်ပါတော့เนาะတိစားပုံချင်းဖွဲ့စည်းပုံချင်းကတော့တူမှာမဟုတ်ဒါကကျွန်တော် project တစ်ခုမှာလုပ်ဖူးတဲ့ပုံစံလေးကိုပြပေးတာပဲဖြစ်ပါတယ်ဒီအရည်ကြတော့ box ဖြစ်တယ်ဒီ box ထဲမှာဆိုလို့ရှင်ကျွန်တော်တို့ရေးပွားမယ်ပေါ့နော်ဒီအရည်ကိုဖယ်ကြည့်လိုက်မယ်ဆိုလို့ရှင်เนาะသူကဒီပုံစံတိုင်းလေးရှိပါတယ် ဒီ box တဲကနေပြီးတော့ပဲရေးသွားပါမယ်ဒီအလေးကတော့တန်ကူကွန်ကရစ်အမျိုးအစားလေးဖြစ်ပါတယ်ဒီ box ရဲ့ဒီပေပန်းညာဘက်မှာ၄ဘက်ပေါ့နော်ဒီပေညာ၄ဘက်မှာရှိနေတဲ့ wall လေးတွေကိုကြတော့ wing wall လို့ခေါ်ပါတယ်ဒီ wing wall လေးတွေကကြတော့အပေါ်မှာဒီလက်ရန်တန်းတဲ့လာနာထားလို့ရတယ်ပြီးတော့ခါကြတော့ slab ပေါ့နော်ဒီ slab အပရိုစလတ် နာဖို့ရာအတွက်လည်းဟုတ်တယ်ပြီးတော့ခါကြတော့မြေကြီးတွေကြမကြလာအောင်ခါခွဲထားပေးဖို့ရာလည်းဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ဒီမှာဆလတ်တစ်ခုရှိသေးရယ်ပေါ့နော်ဒီရေလမ်းကြောင်းတစ်လျှောက်ဒီဘောက်စီအပြင်ဘက်မှာရေလမ်းကြောင်းတစ်လျှောက်မှာဒီ travisian shape နဲ့ဆလတ်တစ်ခုရှိသေးရယ်တရားလေးရကြတော့ apron slat လို့ခေါ်ပါတယ်ဒီ slat လေးရကြတော့ကျွန်တော်တို့ဒီနေရာမှာ slat တာမရှိခဲ့ဘူးဆိုလို့ရှိရင် ဒီ box ကနေပြီးတော့ကြလာတဲ့ရေတွေကတိုက်စားမှုဖြစ်လာတဲ့အခါမှာဆိုလို့ရှိရင်ဒီတံတားမှာကျွံကျသွားတာတွေနှိမ့်ကျသွားတာတွေမြေပြိုတာတွေမဖြစ်အောင်ကာကွယ်ထားတဲ့သဘောနဲ့ဒီ apron slat လေးကိုထားပြရပဲဖြစ်ပါတယ်ဒီ apron slat လေးကတော့ဒီ box ရဲ့ဒီဘယ်ဘက်ညာဘက်နှစ်ဖက်လုံးမှာရှိပါတယ်ပြီးဆိုလို့ရှိရင်အောက်မှာ foundation ကဏ္ဍပေါ့နော်ဒီဟာလေးကကြတော့ညကြီးဖို့ထားတဲ့အပိုင်းလေးပဲဖြစ်ပါတယ် foundation ကဏ္ဍဆိုလို့ရှိရင်ဒီ ဝင်းဝေါ်လီရဲ့အောက်မှာ foundation တစ်ခုရှိတယ်ဒီ April Slack ရဲ့အောက်မှာ foundation တစ်ခုရှိတယ်ဆိုတော့စုစုပေါင်း foundation က၄ခုပေါ့နော်ဒီ foundation ကတော့ကျွန်တော်တို့ပုံမှန် foundation အတိုင်းပဲအောက်မှာကြောက်ကြီးစီတယ်လင်လောင်းနဲ့ link concrete လောင်းနဲ့ပြီးတော့လို့ရှိရင်ဒီအပေါ်မှာ retaining wall ပေါ့နော် retaining wall စီတယ်ကြောက်ကြီးနဲ့လည်းစီရစီမယ် RC concrete နဲ့လည်းဆောက်ရှင်ဆောင်မယ်ပေါ့နော်ဒါတော့ foundation ၄ခုလာမယ်။ foundation ၄ခုလာပြီတော့လို့ရှိရင်ဒီ slab ရဲ့အောက်မှာ ဒီ main slab ပေါ့နော် main slab ရဲ့အောက်မှာလည်းကြောက်ကြီးစီမယ်လင်လောင်းမယ် slab လောင်းမယ်အပေါ်မှာ box လာမယ်ပြီးတော့လို့ရှိရင် wing wall တွေပညာလေးပတ်ရှိမယ်ပြီးတော့လို့ရှိရင်အပေါ်က slab ပေါ့နော်အပေါ်က approach slab လာမယ်ပေါ်မှာလည်းရန်နေလာမယ်ဒါတို့ရှင်ဒီမှာမြေကန်နယံလေးတွေရှင်မယ်ဒီဟာလေးကတော့ဒီ box carpet တစ်ခုရဲ့ဖွဲ့စည်းပစ်ဆောက်ပုံပဲဖြစ်ပါတယ်တစ်ခုနဲ့တစ်ခုဒါကတော့ ဒီ project ဒီအလေးကကြတော့တေချာစနစ်တကျနဲ့ foundation နေနဲ့တေချာချပြီးတိဆောက်ထားတဲ့ပုံစံမျိုးလေးဖြစ်တာမို့လို့ဟိုတခြားရဲ့ design တွေနဲ့လည်းသူကျမတို့မယ်ပေါ့နော်ဒီ design ကနည်းနည်းပို့ပြီးတော့ complicated ဖြစ်တယ်လို့လည်းပြောလို့ရပါတယ်ဒါပေမဲ့အဲခိုင်ခန့်မှုအားမှာဆိုလို့ရှိရင်တော့လုံးဝကိုစိတ်ချရမယ် design လေးပဲဖြစ်ပါတယ် ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့ဒီ box carbet ရဲ့တိစောက်ပုံလေးတွေကိုပြပြသွားတာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်း engineering နဲ့ပတ်သက်တဲ့ knowledge တွေ autocad နဲ့ပတ်သက်တာတွေကိုပြောပြပေးသွားမှာမလို့ page လေးကို like and follow လုပ်ထားပေးဖို့ request လုပ်ပါတယ်ရှင်။ပြီးတော့ခါကြတော့ကျွန်တော်အခုဒီကျွန်တော်ရဲ့ page မှာသင်တန်းကြော်ညာလေးတစ်ခုရှိပါတယ်။ AutoCAD သင်တန်းလေးဖွင့်ထားတာလေးရှိပါတယ်။ AutoCAD online class ကို online autocad online class ကို part 3အတန်းလေးဖွင့်ထားတာရှိပါတယ်ဒီတန်းန်းလေးမှာဆိုလို့ရှိရင်ကျွန်တော်ပမန်းသုံးနည်းပေါင်းနည်းလမ်းပေါင်း90နဲ့ project တွေဆွဲပြဆွဲမယ်ပြီးလို့ရှိရင်ဒီ Singapore standard နဲ့ပတ်သက်ပြီးတော့လည်း လည်းအများကြီးပြပြပေးမယ်အလုံးကိုင်းနဲ့ပတ်သက်ပြီးတော့လည်းအများကြီးပြပြပေးတော့မှာဖြစ်တဲ့အတွက်အော်တိုကတ်ကိုအခြေခံကနေစပြီးတော့ကျွမ်းကျင်တဲ့အထီးတက်မြောက်ရှင်တဲ့လူတွေတက်တဲ့နဲ့အတန်းလေးပဲဖြစ်ပါတယ်။ဒီနေ့ကြော်ညာလေးကိုလည်းကျွန်တော် comment မှာ link လေးရှာထားပေးပါမယ်။အော်တိုကတ်အတန်းတက်ရှင်တဲ့ဆိုလို့ရှိရင်ပြီး messenger မှာလာပြီးတော့ဆောင်ရွက်လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။